အေးပါတဲ့အတွင်းကိုတကိုသွင်းယူနိုင်ခဲ့ပေမဲ့မှတ်တမ်းဆိုးရရှိခဲ့တဲ့ရော်နယ်ဒိုပေါ်တူဂီတိုက်စစ်မှုကြီးရော်နယ်ဒိုကဒိမက်ကိုဝင်ရရှိခဲ့တဲ့ Nation League Quarter Final ဒုတိယကြိမ်မှာကစားသမားဘဝအဆိုအဆုံမှတ်တမ်းတစ်ခုကိုတင်ရှိနိုင်ခဲ့ပါရီဒီကနေ့မနက်စောပိုင်းမှာကစားခဲ့တဲ့ Nation League ပွဲစဉ်မှာရော်နယ်ဒိုဦးဆောင်တဲ့ပေါ်တူဂီဟာဒိမက်ကို9ဂိုး2ဂိုးနဲ့အနိုင်ယူပြီး2ကြော့ပေါင်းရလက်9ဂိုး3ဂိုးနဲ့နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါရီပရမကြော့ဝါရောင်ကဟွာလန်ရဲ့အတွင်းကိုကြောင့်ရှုံးနိမ့်ထားတဲ့ပေါ်တူဂီတို့ကဒုတိယအကြိမ်မှာမပြည့်မနေနိုင်ရဖို့လိုအပ်ခဲ့ ဲ့တာတော့ဖြစ်ပါရယ်2019ချန်ပီယံပေါ်တူဂီကဒီနှစ်မှာလည်းရေပန်းစားတဲ့အသင်းပြီးပြီးချန်ပီယံခြေစွမ်းမျိုးရှိတယ်ဆိုတာကိုပြသနိုင်ခဲ့တာဖြစ်ပါရယ်ပရမကျော်ရောင်ကလည်းလာလာမမသက်ဆိုင်တဲ့စွမ်းဆောင်ရည်မျိုးကိုပြသခဲ့တာဖြစ်ပြီးတော့ထိုက်ထိုက်တန်တန်နဲ့ပဲနောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါရယ်အပိုင်ခွင့်ရေးတွေတော်တော်များများဖန်ပြီးပေးနိုင်ခဲ့ပြီးဒိမက်ဂိုဒမရှိမိုက်ကရဲ့လက်စွမ်းပြမှုကြသောဒီထက်ကိုမပြတ်ခဲ့တာလို့ဆိုရမှာဖြစ်ပါရယ်တပွဲလုံးမှာဂိုပေါက်ချိန်ချမှု18ချိန်ထိရှိခဲ့ပြီးတော့17ချိန်ထိဂိုပေါက်တက်ခဲ့တာဖြစ်ပါရယ်စိတ်ကြီးကလည်းဂိုးတထောင်ပြေးမှတ်တိုင်အတွက်နောက် တက်တကိုထပ်ပေါင်းထိနိုင်ခဲ့ပြီးအသက်40အရွယ်မှာလူငယ်တွေအပြိုင်ဖလန်ဖလန်ထနေစေပဲဖြစ်ပါရယ်ရော်နယ်ဒိုဟာပွဲချိန်6မိနစ်မှာပနတီကနေကတ်ကွင်းရပြီမဲ့လွဲချော့ခဲ့တာဖြစ်ပါရယ်ဒါပေမဲ့လည်းပွဲချိန်82မိနစ်မှာတော့အသင်းအတွက်အရေးပါရယ်ဦးဆောင်ဂိုကိုသွင်းယူပေးသွားနိုင်ခဲ့ပါရယ်ရော်နယ်ဒိုတို့နှစ်ဂိုးတကိုနဲ့ဦးဆောင်နေချိန်မှာအဲရစင်ကအခြေပါကိုသွင်းယူသွားခဲ့တာကြောင့်ပြိုင်ပွဲကနေထွက်ရမလို့ဖြစ်ခဲ့ပါသေးတယ်ဒါပေမဲ့လည်းပွဲချိန်86မိနစ်မှာဖရန်စစ္စကိုကဦးဆောင်ကိုပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့်ပေါ်တူဂီတို့အသက်ဆက်နိုင်ခဲ့တာဖြစ်ပါရယ်တာမန်ပွဲကစားချိန်ပြီးဆုံးချိန်မှာ တော့နှစ်ချော့ပေါင်းရလက်တရေရလက်ထွက်ပေါ်နေတာကြောင့်အချိန်ပိုမိနစ်30ဆက်လက်ကစားသွားကြရပါတယ် ကျင်းပေါ်ဆဆကျင်းမှာပဲဖရန်စစ္စကိုကပေါ်တူဂီအတွက်နောက်ထပ်ဥဆောင်ကိုထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါရယ်ပွဲချိန်135မိနစ်မှာတော့ကွန်ဆယ်လိုရာမော့စ်ကပေါ်တူဂီအတွက်အနိုင်သေးချစေမဲ့ပွဲသိမ့်နိုင်ကိုကိုထပ်မံသွင်းယူပေးခဲ့တာကြောင့်နှစ်ချော့ပေါင်းရလဲ9ဂိုး3ဂိုးနဲ့ပေါ်တူဂီတို့နောက်တစ်ဆင့်ကိုတက်ရောက်ခဲ့တာဖြစ်ပါရယ်ဒီပွဲမှာပန်နဒီရရှိခဲ့တဲ့ရော်နယ်ဒိုကဘောလုံးသမိုင်းတစ်လျှောက်ပန်နဒီကန်ကွင်း205ချိန်ထိရရှိထားပြီးဒါဟာဘောလုံးသမားတွေထဲမှာအများဆုံးဖြစ်ပါရယ် နောက်ပြင်ရော်နယ်ဒိုဟာ205ချိန်မှာ183ချိန်ကိုသာဂိုးဖြစ်ပြောင်းလဲနိုင်ပြီး32ချိန်ထိလွဲချော်ထားပြီးဒါဟာပယ်နယ်တီလွဲချော်မှုအများဆုံးကစားသမားဖြစ်မှတ်တမ်းဝင်သွားစေခဲ့တာဖြစ်ပါတယ်။အသက်40ရွယ်ရှိပြီဖြစ်တဲ့ရော်နယ်ဒိုကမျက်ခင်းစိတ်တွေပေါ်မှာခြေစွမ်းကောင်းနေပြသနေစေဖြစ်ပါတယ်။ဒါပေမဲ့လည်းအသက်40ရွယ်ရှိပြီဖြစ်တဲ့ကစားသမားတယောက်ကိုလက်ရွေးစင်တင်မှာဆက်လက်ရွေးချယ်ခဲ့တဲ့အတွက်မာတီနာဘော်ဝေဖန်မှုတချို့တော့ရှိနေခဲ့ပါတယ်။ မာဒီနာကတော့ရော်နယ်ဒိုကိုလက်ရွေးစင်လူစင်မှာဆက်လက်ရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီးခရစ်စတီယာနိုရော်နယ်ဒိုလိုကစားသမားအကြောင်းကိုပြောကြတဲ့အခါအဓိကကျတဲ့အချက်သုံးချက်နဲ့သူ့ကိုကဲဖြတ်ပါတယ်။သူရဲ့တွေ့ကြုံကထူးကြပါတယ်။သူဟာယူရိုပြိုင်ပွဲကို6ကြိမ်တိကစားထားတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးနိုင်ငံတကာပွဲပေါင်း200ကျော်ကစားထားတဲ့တွေ့ကြုံရှိပါတယ်။အထူးခြားဆုံးကတော့သူရဲ့အလုပ်တာဝန်ကျင်းမှုပဲဖြစ်ပါတယ်။နောက်ပြီးသူရဲ့စိတ်အားထက်သန်မှုကအသင်းမှရှိတဲ့ကစားသမားတွေနဲ့ဝန်ထမ်းတွေပေါ်မှာကူးစက်မှုရှိစေပါတယ်။သူဟာပေါ်တူဂီသင်းမှအခုကစားခွင့်ရနေတာကအတိတ်မှာသူလုပ်ပြခဲ့တဲ့အရာတွေ ောင်မဟုတ်ပါဘူးသူဆက်လက်လုပ်ပြနေတဲ့စွမ်းဆောင်ရည်တွေကြောင့်အရွေးချက်ခံရတာပါကျွန်တော်လက်ထက်ပေါ်တူဂီလက်ရွေးစင်မှာသူဟာပြိုင်ပွဲ22ပွဲကစားထားပြီး၁၈ဂိုးသွင်း၄ဂိုးဖန်နီထားနိုင်ပြီးအသင်းနဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်နေပါတယ်ဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဗီဒီယိုလေးကတော့တလောက်ပါပဲနောက်နေ့မှလည်းအောင်စားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ကျွန်မတို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကို share ပေးပါအောင်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါရစေရှင်